ပါခံတွင်မြင်တွေ့ခဲ့ရတဲ့ဆိုတဲ့တဲ့တင်ပြကြောက်သွားခဲ့ရပြီးစာတင်ကြောင်းနဲ့လူနေအိမ်တချို့ပျက်စီးသွားတယ်ဆိုတဲ့တဲ့တင်စစ်ကောင်မရှင်တက်သား9ရက်အကြာမှာနေပြီးမီလောင်နေတော့ကိုမန်အောင်ကျွန်းမြောက်ဘက်ကြေးရွာတွေကနေမြင်တွေ့ခဲ့ကြရပြီးပောက်ကွဲတံတွေကိုလည်းကြီးကြီးလောင်လောင်ကြားခဲ့ရတယ်လို့ဒေသခံတွေကပြောကြားပါတယ်အခုလိုမီလောင်နေတာနဲ့ပတ်သက်လို့အကြောင်းရင်းအတိအကျကိုတော့မသိရှိရသေးဘူးလို့ဆိုပါတယ် ဒီဆဲအုပ်စုရဲ့နေပြည်တော်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ဖို့အတွက်အရခတ်တတော်ဤပြောခွင့်ရသူဥခိုင်သူခါကိုနရင်းဆရာကဆက်သွေးမိမြန်းထားစေဖြစ်ပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:00နာရီကျော်ကကျောက်ဖြူအနောက်ဘက်ကမ်းလွန်မှာဆဲအုပ်စုရဲ့နေပြည်တော်စီမီလောက်ပေါက်ကွဲခဲ့ပြီးတဲ့နောက်ညအချိန်မှာကျောက်ဖြူမြို့မင်းရဲ့တိုက်နယ်စင်ဘုတ်ရွာမှာဖုန်တော်ကြီးအောင်ကိုနေပြည်တော်စီကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းတော်ကြီးအကြောင်းကိုည7:00နာရီမိနစ်40အချိန်လောက်မှာနေပြည်တော်ကနေလက်နက်ကြီးကြီးခုနှစ်လုံးနဲ့အဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့ဖုန်းတော်ကြီးအကြောင်းကိုပဲည7:50နာရီမိနစ်မှာ suicide drone တစ်စီးနဲ့ထပ်မံလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်းတော်ကြီးအကြောင်းတစ်ခုလုံးဟာလုံးဝမီးလောင်ပြကျသွားခဲ့ရပြီးဖုန်းတော်ကြီးအကြောင်းအနီးကနေအိမ်နှလုံးလဲကြီးစားထိမှန်ကထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ဒါအပြင်စင်ဘောအုပ်စုကျုံးကြီးရွာအခြေခံပညာအထက်တန်းအကြောင်းကိုလည်း ည7:55မိနစ်အချိန်မှာစစ်တပ်က suicide drone နဲ့ပုံကျေရှာတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကြောင်းခေါမုံနဲ့နေရန်တွေပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။ဖန်ဆစ်ခံရတဲ့နေချောက်ဆောင်တပ်ဖွဲ့ဝင်တွေဟာကိုကိုစိန်35နှစ်ဒူးရဲမွန်စိုးသူရ38နှစ်အောင်ဆန်းတု25နှစ်နဲ့ကျော်စရာလင်း32နှစ်တို့ဖြစ်ကြပြီးမြန်မာစစ်သားကတော့မင်းမင်းဦး41နှစ်တို့ဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ကိုရခိုင်နေဆက်အနီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းခေါင်းတုံးနေမြေမှာလမ်းပြောင်နေတော့ဒေသခံတွေအကြောင်းကြားရကလည်းဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ် အခုဖမ်းဆီးမိသူ၅ဦးဟာမောင်တော်မျိုးနဲ့တခုလုံးကိုအေအေသိမ့်ပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နေဆက်ကိုထွက်ပြေးပြီးခိုအောင်နေကြသူတွေလားဒါမှမဟုတ်အေအေရဲ့ထိမ့်သိမ်းရေးစခန်းကနေထွက်ပြေးလွတ်မြောက်လာကြသူတွေလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။နိုဝင်ဘာလ22ရက်နေ့ညနေမှာဆန္ဒပြသူတွေဟာ မြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆက်ဖက်နေမှုကိုစန့်ကျင်ကန့်ကွက်ကြောင်းနဲ့စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းထုတ်ဖော်ခဲ့ကြတာလို့ဆိုပါရယ်။ဒါအပြင် သမ္မတဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအငြင်းဆုံးလှုပ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါရယ်။ ပေါ်စတာရင်းဆိုင်းဘုတ်တွေကိုကိုစီကိုင်ဆောင်ကကျွေးကြော်တန်းတွေကိုလည်းပြန်တူကျွေးကြော်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကိုဝါရှင်တန်အခြေစိုက် Anti-Dictatorship in Burma DC Metro Area အဖွဲ့အပါအဝင်အမေရိကန်အရှေ့ပိုင်းပြည်နယ်တွေကမြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံဟာတောင်ပိုင်းကျွန်းစုတစ်လျှောက်အင်အားတိုးရှိတည်ဆောက်မှုအဖြစ်တူကျိုကနေမိုင်ပေါင်း1300လောက်ကွာဝေးပြီးထိုင်ဝမ်ကနေ68မိုင်လောက်အကွာမှာရှိတဲ့ယူနာဂူနီကျွန်းမှာတာလက်ပြည့်မြေပြင်ကနေဝေဟင်ပြည့်ဒုံးကျည်ဝေတက်ဆင်မှုစီစဉ်နေတာဖြစ်ပါတယ်။မချာသိမီတည်င်းဘက်တွေအတွင်းကလည်းအမေရိကန်စစ်တပ်ကအိုကီနာဝါကျွန်းကနေယူနာဂူနီကျွန်းကိုထောက်ပံ့ရေးပစ္စည်းတွေတင်ယူပို့ဆောင်ဖို့ လေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီးလိုအပ်ပါကအဲ့ဒီကျုံးကိုရှေ့တန်းစစ်အခြေဆိုင်စခန်းအဖြစ်ဖန်တီးနိုင်ဖို့ကိုလေ့ကျင့်ခြင်းဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါရယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကအစိုးရရဲ့နိုဝင်ဘာလ23ရက်နေ့ထုတ်ပြန်ချက်မှာဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့မှတ်ချက်တွေအပေါ်မှာပြစ်တင်ပြောဆိုခဲ့ပါရယ်နိုဝင်ဘာလ23ရက်နေ့ကပြီးဆုံးခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီရှိကာ အဲ့ဒီအစည်းအဝေးကို တက်ရောက်လာတဲ့တရုတ်ဝန်ကြီးချုပ်လီရှန်နဲ့တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ပါဘူး။